တနင်္လာနေ့ပွဲသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ30ရက်နေ့အတွင်းကာလမှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်အခက်အခဲတွေအားလုံးပြေလျောင်ဖြေရှင်းနိုင်မယ်စီးပွားကံလုပ်ငန်းကံငွေကြေးကံတိုးတက်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးတက်ခြင်းတို့ရဲ့ကောင်းသောအကျိုးရရှိမယ် သူတပန်းနဲ့မတူတဲ့ဆုတော်နေရာနေတွဲခေါ်မြောင်းမြင်ပြီးလောက်တာလေးတဲ့အဆင်ပြေမယ်အဆက်နည်းနေရာကိုအတွက်ကောင်းတဲ့ရက်ဖြစ်တဲ့ပေါ်ပေါက်လာတဲ့စိတ်ကူးတို့ကိုလက်တွေ့ကောင်းထဲဖော်နိုင်တယ်23ရက်နေ့ရီမန်းချက်အောင်မြင်ခြင်းဘဝတိုးတက်ခြင်းငွေချေးကံကောင်းခြင်းကိုကြောင်းမယ်24ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်မယ်မြို့သမီးမိတ်ဆွေကြီးကဲဒုထံကကူညီရမယ်25ရက်နေ့မှာကတိပြည့်တဲ့သူတွေနဲ့တွေ့တဲ့ရန်တိုက်ခန့်တွေနဲ့ထိတ်တိုက်ရဆက်ရတဲ့ 26ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်စီးပွားရေးကိစ္စလုပ်ငန်းကိစ္စအဆင်ပြေမယ်29ရက်နေ့မှာမထင်မှန်ပဲပြောင်းလဲမှုနဲ့လမ်းကြောင်းသစ်တွေပေါ်ထုတ်ပြီးလွတ်လိုက်တာအကျိုးပေးလိမ့်မယ်28ရက်နေ့မှာငွေရေးကြေးကံကောင်းမယ်လက်ပွင့်မယ်ရပိုင်ခွင့်တွေပြန်ရ29ရက်နေ့ကထူးထူးခြားခြားပြောင်းလဲတဲ့တိုးတက်မှုရှိအနေမှာကောင်းစေကောင်းဆိုပြီးရင်ကျက်စီမင်္ဂလာရှိခြင်းတိုးတက်ခြင်းကိုကြောင်းမယ်30ရက်နေ့ကတော့ရန်တိုက်ခဏနေနဲ့ရှင်ပြီးမှအောင်မြင်မယ် 31ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမှုနဲ့ကောင်းသောကျိုးဆက်တိုးတက်မှုတွေကိုရရှိခြင်းနဲ့တိုးတက်ခြင်းတွေကိုရမယ်တဘာဝအနေထားကိုတွေ့ရပါတယ်ဒီကာလအတော်တွင်းမှာတနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့ကြာသပတေးနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နေ့ငါးခွန်ကနန်းနေ့ကျိုးပေးပါတယ်အဖြူစိမ့်မိကိုရောင်တို့ကိုဝိစေသောဆွဲပြီးလူရှိရကိစ္စတွေဆောင်ရွက်ပါပန်းဖြူ ဖျားတည်ပြီးတော့တို့ရဆန္ဒပြုပါဆန္ဒပြေပါသိမ့်မယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ31ရက်နေ့အတွင်းကာလဟာရန်တိုက်ခံများနဲ့ထိတိုက်တွေ့မယ်မူလစီစဉ်တာတစ်မျိုးလက်တွေ့တစ်မျိုးဖြစ်မယ်ဘာမှချုပ်တင်ပြင်ဆင်ထားလို့မရနောက်ကိုကလုံးချင်တဲ့ကိစ္စတွေမှာနှောင့်နှေးတတ်တယ် ပေါ်ပေါက်လာတဲ့အခွင့်အရေးတွေကိုလက်တွေ့သုံးချပြီးအောင်မြင်လို့ရတော့ထူးထူးခြားခြားကောင်းတဲ့ကံတွေရှိမယ်။စက်ပစ္စည်းလျှက်စစ်ပစ္စည်းတွေပျက်စီးများမယ်။တိမ်းဆဲထားတဲ့ငွေတွေထုတ်သွင်းရတတ်တယ်။ရတန်ထားတဲ့လူတွေကိုလည်းပြန်လဲစတင်နိုင်နိုင်မယ်။ပြဿနာဟောင်းတွေလည်းပြန်ဖြေရှင်းနိုင်နိုင်မယ်။လုပ်ငန်းစစ်တွေကိုလည်းပြန်လဲဆောင်ရွက်နိုင်ခြင်းနဲ့အကျိုးပေးခြင်းတွေရှိလာမယ်။၂၂နှစ်နေရတော့ရန်တိုက်ခံနေတဲ့ထိတိုက်တွေ့ရနိုင်မယ်။၂၃နှစ်နေမှာ အလုံးစုံကောင်းခြင်းကံနဲ့တိုးတက်ခြင်းကံနေရှိမယ်ရည်မှန်းချက်သက်အောင်မြင်မယ်24ရက်နေ့မှာရှင်ပြန်မှုမသမျှအောင်မြင်မယ်ခက်ခဲကြထိုးပေါက်ပြီးတိုးတက်မယ်25ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံစီးပွားကံအထူးကောင်းနေမယ်26ရက်နေ့မှာရှင်ပြန်မှုမသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်29ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်28ရက်နေ့မှာအမျိုးသမီးမိတ်ဆွေကြီးကဲဒုက္ခထာငါးနေကူညီရမယ်စမ်းပွင့်မယ်26ရက်နေ့မှာခီးကံကောင်းမယ်ပြောင်းလဲကံကောင်းမယ် အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နေတယ်။30ရည်နှစ်မှာငွေရေးကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းကြောင့်မဲ့30ရည်နှစ်မှာအတိုက်ခံနေကြတဲ့ကဖျက်ဆန်းပြီးလိုရာကိစ္စတွေဆောင်ရွက်အကျိုးပေးနေမယ်။ကြာသာပတိနေ့သောက်ကြနေစနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။တင့်ငါးကိုကနန်းနေကျိုးပေးတယ်။အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါမေလ29ရက်နေ့မှာခေါင်းစည်းခေါင်းဆောင်ပြုတ်လိုက်ပါ ထူးခြားသောကောင်းခြင်းကံတွေရရှိပါသိမ့်မယ်။ကျေးဇူးတင်ပါတယ်။ဗုဒ္ဓနေမွေသူအားလုံးမင်္ဂလာပါ။2025ခုနှစ်မေလ22ရက်နေ့ကနေ31ရက်နေ့အတွင်းကာလဟာရန်ပတိဘက်ကတွေကြားတဲ့ကထူးခြားစွာအမြင်မှုကိုရနိုင်တယ်။လတ်လာပါကံကောင်းခြင်းစီးပွားကံကောင်းခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းအခက်အခဲကြမှာပြေလျောင်ဆောင်ရွက်နိုင်ခြင်းတွေရှိမယ်။ ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုလောကန်ဂျင်းတို့ရဲ့ကောင်းသောဂျိုးဆက်နဲ့တိုးတက်မှုကိုရမယ်။ဝေးကြီးလမ်းကြောင်းစီပေါ်လမ်းကြောင်းဘဝတိုးတက်မှုလမ်းကြောင်းတွေမှာတာမန်နဲ့မြင့်တဲ့နေထားနဲ့ကောင်းသောခံကြမာတွေကိုဖန်နှီးနိုင်လိမ့်မယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။၂၂ရက်နေ့မှာအရာရာအစီပြေခြင်းတိုးတက်ခြင်းကိုကြုံမယ်။၂၃ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်။၂၄ရက်နေ့မှာရာတိုက်ခံတဲ့ရှင်ပြီးလောက်ရမယ်။၂၅ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်။မြေတားရေကံကောင်းမယ်။ အလောက်ကြံအောင်မယ်26ရက်နေ့မှာငွေကြေးကံကောင်းမယ်အပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်29ရက်နေ့မှာလက်ပွင့်ခြင်းကံပွင့်ခြင်းလိုရာပြည့်စုံခြင်းကြုံမယ်28ရက်နေ့မှာရံပတိပက္ခတဲ့နဲ့ရှင်ပြီးလောက်ရမယ်29ရက်နေ့မှာဥတီကျဲပြောင်းပြီးလောက်တာတွေဆင်ပြေမယ်30ရက်နေ့မှာရံပတိပက္ခနဲ့ရှင်ရမယ်31ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းရာရာဆင်ပြေခြင်းတွေကိုကြုံတွေ့ရလိမ့်မယ်တနည်းကနေနေစောက်ကြနေ့ စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္လာနေ့ဂျာသာပတိနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်လေးတွေရှိတတ်ပါတယ်။နှစ်သုံးခုကနန်းတွေကျိုးပေးပါတယ်။အပြာရောင်ဖြူရောင်မီးခိုးရောင်တို့ကိုဝင့်စင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါ။မေလ29ရက်နေ့မှာကောင်းစေးကောင်းလျှော်ပြုပါ။ထူးထူးခြားခြားကောင်းခြင်းကံတွေရပါမယ်။ကျေးဇူးတင်ပါတယ်။ဂျာသာပတိနေ့မွေးသူအားလုံးမင်္ဂလာပါ။2025 ေလ22ရက်နေ့ကနေ31ရက်နေ့အတွင်းဟာအထူးကောင်းတဲ့ကာလဖြစ်တယ်။မိမိလိုလားချက်ရည်ရွယ်ချက်တွေလက်တွေ့ကောင်းထည့်ဖော်နိုင်တယ်။ဝေယျကြီးကန္တာစီးပွားရေးရာလုပ်ငန်းရေးရာကံဖျားဖျားမှာကောင်းသောနေထားနဲ့တိုးတက်တဲ့ခြေနေတွေရှိမယ်။ကာလရှည်ချဆိုင်းငံ့ထားတဲ့လူတွေပြန်လည်စတင်နိုင်တယ်။ရှင်မန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖော်ပြီးတော့အောင်မြင်မှုကိုရနိုင်တယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလောက်ကန်ခြင်းတွေရဲ့အခါကောင်းကိုကြုံမယ်။ မိကောင်းဆွေကောင်းထောက်ကူရမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတိုးတက်မယ်ရှင်းနီးမြုံနံမှုတော်မှာကောင်းသောအကျိုးကိုရရှိမယ်အစနေ့ရနေ့ကလုံးသမျှကြံသမျှအောင်မြင်ခြင်းကိုရ23ရက်နေ့မှာရှင်ပြိုင်မှုတွေမှာအောင်မြင်ပြီးဘဝတိုးတက်မယ်24ရက်နေ့မှာတော့အထင်မှားခံရတဲ့ပဋိပက္ခများတတ်တယ်25ရက်နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိ26ရက်နေ့မှာဥတီကျပြောင်းပြီးလှုပ်တာဆင်ပြေမယ်28ရက်နေ့မှာ မထေပံဖဲငွေဝင်မယ်အလုတ်အောင်မယ်28ရက်နေ့မှာရံပတိဘက်ကနေထိတိုက်တွေ့မယ်29ရက်နေ့မှာဥတီကျက်တဲ့နယ်လောကန်ကျင်းစင်ပြေမယ်30ရက်နေ့မှာရပိုင်ခွင့်နေပြန်ရမယ်31ရက်နေ့မှာ အခက်အခဲတွေပြေလျောင်ဖြေရှင်းပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တွေရှေ့တိုးလုံးလို့ကောင်းစွာအကျိုးပေးခြင်းနဲ့အစ်စ်မြင့်သောဘဝနေထားသူပြောင်းလဲတိုးတက်ခြင်းတို့ကိုတစဉ်ပြီးတစဉ်ရရှိကြိုးပေးနိုင်မယ် ဂျာသာပတိနဲ့ဗုဒ္ဓနဲ့ရင်္ဂနိမွေးစုတွေကောင်းချိုးပေးတယ်တနည်းလာတော့ကြမွေးစုများကြောင့်စိတ်နှောင့်ရှက်ရှိတတ်တယ်။369ကဏ္ဍနဲ့ချိုးပေးတယ်အပြာရောင်နီရောင်ချက်သွေးရောင်အဝတ်တွေဝတ်ဆင်သုံးဆွဲလို့ချိုးရှိတယ်။26ကိုရက်နေ့မှာခေါင်းစည်းခေါင်းလျှော်ပြုပါထူကြသောနာဂတ်ကောင်းကိုရလာပါလိမ့်မယ်။ယေရှုတည်ပါ